စကိုင်းတိုင်းထမိုင်းကချင်ပြည်နယ်နဲ့နိုင်နမိတ်ချင်းထိစပ်နေတဲ့မမောင်းတဲ့ homeland မြို့နယ်တွေမှာစိုးစုရဲမဟာမိတ်ဖြစ်တဲ့ရှမ်းနေမျိုးသားများတပ်မတော် SN ကအရမတပ်သားတွေစုဆောင်းနေရလို့ဒေသခံသတင်းမြစ်တွေကပြောပါတယ်။စိုးစုနဲ့အတူ SN အဖွဲ့ဝင်တွေကိုမမောင်းကတားနဲ့ homeland နယ်တွေကစစ်ပွဲဖြစ်ပွားနေတဲ့နေရာတွေစီစစ်ကူပို့အင်အားဖြန့်ကျက်ထားရတဲ့အတွက် SN အနေနဲ့အင်အားနှဲပါလာတာကြောင့်စကိုင်းတိုင်းတွင်းမှာရှိတဲ့သူတို့အခြေစိုက်တဲ့မြို့နယ်တွေမှာ အခုလိုတက်သားသစ်စူဆောင်းတာတွေလှုပ်ဆောင်လာတာလို့ဒေသခံတွေကသုံးသပ်ပြောဆိုကြပါတယ်။ဗမောက်နယ် Homeland နယ်တွေမှာ SNA အဖွဲ့ကဇွန်လတရက်ကစပြီးတက်သားသစ်စူဆောင်းတာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်။ Homeland အထက်ပိုင်းကချင်ပြည်နယ်နဲ့ဆက်ဆက်တဲ့နယ်စပ်တွေမှာ SNA အနေနဲ့ scan တွေလက်လွတ်ဆုံးရှုံးထားရတာကြောင့်အင်အားလိုအပ်ချက်ကြီးမားနေတာဖြစ်တယ်လို့ Homeland ဒေသခံတူကသုံးသပ်ပြောဆိုပါတယ်။ ။အင်းတော်မျိုးကိုတော်လိုင်းအင်အားစုတွေတင်ပိုက်လိုက်ပြီးတဲ့နောက်မှာလဲအင်းတော်နဲ့ဆံမိုင်ခန့်အကွာကကတားမျိုးမှာစောစုကခန့်စစ်ပြင်ဆင်ဖို့အတွက်ဗမောက်မျိုးဘော်ကစောစုအင်အားတွေကိုခေါ်ထုတ်ပြီးတော့ SN နေအဖွဲ့သားခြံနာခဲ့တာဖြစ်တယ်လို့ဗမောက်ဒေသခံကပြောပါရတယ်။